မလေးရှားမှာတင်မော်ဒီတောင် စာမကောင်းဟုဆိုကမြန်မာဆိုင်ရှင်ကိုဝင်ဆောင်အမျိုးသမီးကိုမြန်မာညီကိုနှစ်ဦးကဓာတ်ဖြစ်ထိုးခဲ့တဲ့ဖြစ်စဉ်ဆိုပါကြမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုတစ်ခါမှဆိုလို့ရှိရင်တော့ဖြစ်မလေးရှားနိုင်ငံမှာတင်မော်ဒီတောင်ရောင်းနေတဲ့ကိုဝင်ဆောင်အမျိုးသမီးကိုလာရောက်ပြီးတော့ဝယ်ယူစားတောက်တဲ့မြန်မာညီကိုနှစ်ဦးကတင်မော်ဒီတောင်စာမကောင်းဟုဆိုတဲ့အကြောင်းပြချက်ပေါ်မူတည်ပြီးတော့ဒါနဲ့ထို ခဲ့ကြောင်းကိုသိရှိရတာဖြစ်ပြီးတော့ဒီဖြစ်စဉ်ဟာမလေးရှားနိုင်ငံပီနန်မြို့ဘာဒါဝစ်ဂျူဂျူဟိုက်မှာနိုဝင်ဘာလ18ရက်နေ့ကမြန်မာစားတောက်ဆိုင်မြန်မာနိုင်ငံသား3ဦးကလာရောက်စားတောက်ရာမှာမြန်မာများမှတင်မောဒီတောင်းကစားမကောင်းကြောင်းပြောပြခဲ့ရာမှာပြဿနာစတင်ဖြစ်ပေါ်ခဲ့ကြောင်းသိရှိရပြီးတော့စကားများပြဿနာဖြစ်ရာမှာဆိုင်တွင်လာစားသူမြန်မာများမှကိုဝင်ဆောင်ဆိုင်ပိုင်ရှင်ဖြစ်သူမြန်မာအမျိုးသမီးကိုဒါအဖြစ်ထိုးပြီးပွဲချင်းပြီးဆုံးသွားခဲ့ရာကြောင်းနဲ့မလေးရှားမီဒီယာများမှအထူးဖော်ပြလေးရရှိနေတာဖြစ်ပြီးတော့အခင်းဖြစ်ပွားရာမှာကိုဝင်ဆောင်အမျိုးသမီးရဲ့ ခင်မွန်းဖြစ်သူနဲ့မိဆွေတို့ဦးမှာလည်းဓာတ်တန်ရာအသီးသီးရရှိခဲ့ကြောင်းကိုလည်းသိရှိရပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မလေးရှားရဲတပ်ဖွဲ့တာဝန်ရှိသူများအနေနဲ့ရရှိလာပြီးတော့အခုလိုမျိုးကျူးလွန်ခဲ့တဲ့မြမညီကိုနှစ်ဦးကို၎င်းတို့နဲ့အတူပါလာသူတို့ဦးကိုလည်းဖမ်းဆီးရမိခဲ့ကြောင်းကိုလည်းသိရှိရပြီးတော့ဖြစ်စဉ်ကိုအသေးစိတ်စုံစမ်းနေစေဖြစ်ပြီးတော့အခုချိန်မှာမလေးရှားကနိုင်ငံမှာသတင်းမီဒီယာတွေမှာပါဖော်ပြလျက်ရှိနေတာဖြစ်ပြီး တုံးသူကိုဝင်ဆောင်အမျိုးသမီးရဲ့အလောင်းကိုပီနဲ့ဆေးရုံကိုပို့ထားတာဖြစ်ပြီးတော့ဒဏ်ရာရရှိသူခင်မွန်းနဲ့နောက်တဦးကိုလည်းဆေးရုံကိုတင်ပို့ကူတာထားကြောင်းသိရှိရတာလည်းဖြစ်ပါတယ်။အခုလိုမျိုးကျူးလွန်ခဲ့တဲ့သူများကိုရဲစခန်းမှာဖမ်းဆီးခေါ်ဆောင်ထားတာဖြစ်ပြီးတော့ဥပဒေအရအရေးယူရန်ဆောင်ရွက်နေကြောင်းကိုလည်းသိရှိရတာလည်းဖြစ်ပါတယ်ခင်ဗျာ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မြန်မာနိုင်ငံသားအများပြည်သူများအနေနဲ့မြန်မာနိုင်ငံသားတွေဟာဘယ်နိုင်ငံရဲ့ရောက်ဇေယိုက်ဆန်ဆန်အောက်တန်းကြကြအလုံဆုံးဖြစ်ပြီးတော့မြန်မာနိုင်ငံသားတွေအနေနဲ့သူများနိုင်ငံကိုတွားရောက်ပြီးတော့အလုံလောက်ကင်တာပဲဖြစ်ဖြစ်လဲ ပတ်တာပဲဖြစ်ဖြစ်စင်စင်ချင်းချင်းနေတဲ့အကြောင်းနဲ့အခုလိုမျိုးမြန်မာနိုင်ငံသားချင်းချင်း ဒီလောက်ထိဖြစ်သွားရတဲ့ကိစ္စဟာလုံးဝခွင့်မလွတ်တင်ကြောင်းကိုလည်းပြောဆိုမှုတွေရှိနေတာဖြစ်ပြီးတော့စာမကောင်းရင်ပတ်စံမရှင်းမင်းနဲ့ထွက်သွားပေါ့ကွာနောက်မစားနဲ့ပေါ့အခုဟာကဒီလိုမျိုးကြီးလောက်တာကတော့မဟုတ်သေးပါဘူးဆိုပြီးတော့လည်းအဆိုပါပို့စီရဲ့အောက်မှာမှတ်ချက်ထွေထွေရှိလို့နေတာလည်းဖြစ်ပြီးတော့မြန်မာလူမျိုးချင်းချင်းစီလုံးချောင်းကိုပြတ်တက်ရမယ်စာအခုလိုမျိုးတွေလောက်နေတာကတော့လုံးဝမဖြစ်သင့်ဘူးဆိုတဲ့မှတ်ချက်တွေကလည်းအထူးရှိလို့လာခဲ့တာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကိစ္စအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့စူပါဂျော်မီဒီယာပရိသတ်ကြီးတို့လည်းမသိလိုက်ရမ ရှိရလေအောင်ဖော်ပြမျှဝေနှက်ဆက်ပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေအတွင်းမြင့်တဲ့ကိုလည်းဒီဗီဒီယိုလေး comment လေးမှာ match up ရေးပြီးသွားနိုင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြောင်းတစ်ခုနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတွေရေရှိအပ်ပေးကြတဲ့ဒုတိယ channel ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ